ပဲမင်္ဂလာပါခင်ဗျာ ကျွန်တော်ရဲ့ 3D ဖော်ကောင်း channel ကနေပြီးတော့ဒီကနေ့မှပြန်လဲကြိုဆိုပါရခင်ဗျာဒီကနေ့မှကျွန်တော်မိတ်ဆွေတွေကျွန်တော်ပြန်လဲမျှဝေပြီးတော့တင်ဆက်ပေးချင်တာကတော့လာမယ့်ကျွန်တော်တရက်12လပိုင်း2025မှာထွန်းမယ် 3D ကိုဒီကနေ့မှထူးထူးခြားခြားနေပေါ့နော်ကျွန်တော်တို့က site ကိုပေါ့နော်ကျွန်တော်ကဒီ3 site ကိုပေါင်းပြီးတော့ကျွန်တော်မိတ်ဆွေတွေ ကနကောင်းတွေကိုဒီကနေ့မှအချို့ဖြစ်ထွန်းပြန်လေးမျှဝေပြီးတော့တင်ဆက်မယ်။ဒီကနေ့တော့တင်ဆက်သွားမယ့်ဆိုင်ကကျွန်တော်အများကြီးကြိုးစားထားတဲ့ကျော်မိတ်ဆွေတို့အကောင်းဆုံးဖြစ်အောင်အထောက်အကူပြုအောင်ဖန်တီးထားတဲ့ဆိုင်ကိုပြန်လေးမျှဝေတင်ဆက်မယ်။ဒါကြောင့်မလို့ဒီကနေ့မှကျွန်တော်တင်ဆက်မယ့်ကြော်ရည်ဒီလက်တွဲမူလေးကိုမတင်ဆက်ပေးခင်ကျွန်တော် YouTube Channel ဖြစ်တဲ့ 3D ဖော်ကောင်ကိုလည်း subscribe ဆိုတဲ့နေရာဆားရတဲ့ဒီဝေဘီနာကခေါင်းလောင်းလေးကိုပတိရသေးတယ်ဒီကေပီစီကျင်းပါတယ် ဒူးဒူးကြားလေးနဲ့အကောင်းဆုံးတွေ့တဲ့ကအကောင်းဆုံးကိုပြန်လေရွေးချယ်ပြီးကြောမိတ်ဆွေအတွက်ပြန်လေမျှဝေပြီးတော့တင်ဆက်မှာဖြစ်တဲ့အတွက်ကျွန်တော်ဒီနေ့မှာတင်ဆက်မယ်ထီစီအလဲတိုင်းနောက်ဖိတ်လုံပိုင်းအကောင်းဆုံး site တွေကိုကြောမိတ်ဆွေတွေအစားဆုံးကြည့်ရှုစီချင်ပါတယ်ခင်ဗျာโอเคအရင်ဆုံးအနေနဲ့ကြောမိတ်ဆွေအတွက်ကျွန်တော်ခါပေါ့နော်လုံးပိုင်လို့လည်းပြောလို့ရတယ်အလဲထိုင်လို့လည်းပြောလို့ရတဲ့ဆိုင်လေးကိုအရင်ဆုံးပြသသွားမှာဖြစ်တယ်။ဟုတ်ကျွန်တော်တို့အရင်ဆုံး ဘလို့သွားတယ်လဲဆိုရင်ကျွန်တော်ကဒီလိုဒီမှာနည်းနည်းပြောပြခြင်းနဲ့ဒီမှာ356တို့ဒီ646 146 145ကတော့ကျွန်မိတ်ဆွေတွေနားလည်လိမ့်မယ်ဒီရှေ့ကနေ3တော့ပါလဲဆိုတော့ဒီ458ဒီ45ဒီတာ45မှာထွက်ခဲ့တဲ့ဒါယူထိုင်းတီပေါ့เนาะခဏ6လုံးနံပါတ်တွေဖြစ်တယ်6လုံး6လုံးဒီဒါထိုက်ဒီနံပါတ်ကျွန်တော်တို့ကဒီထိုက်ဒီထိုက်ပတ်6လုံးရဲ့နောက်3လုံးကို 3D ကစားတာဖြစ်တယ်ပေါ့နော်ကျွန်တော်ဒီမှာ6လုံးလုံးယူထားတယ်အဲ့ဒီမှာအစင်ကြုံမိတ်ဆွေတို့အတွက် ကျွန်တော်ကလက်ထိုင်လုံးပိုင်းပုံစံလေးကိုထုတ်မယ်ဘလို့သွားမလဲဆိုတော့ကျွန်တော်တို့ကဘောနော်ဒီနေရာလေးမှာတစ်ချက်ကြည့်မယ်ကျွန်တော်တို့သုံးပေါင်းရှင်းလေးကိုယူသွားမှာဖြစ်တယ်အဲကြောင့်မို့ကျွန်တော်ဒီလိုလေးသုံးပေါင်းရှင်းလေးကိုကျွန်တော်တို့ယူလိုက်မယ်ခင်ဗျာဒါဆိုရင်ကျွန်တော်မိတ်ဆွေတွေကြည်ရတာပို့ပြီးတော့ရှင်းလိုက်မယ်လို့ထင်ပါတယ်โอเคเกือบจะเนาะเราတို့อ่ะ ကျော်ကြမယ်အပင်တိုင်းကိုသုံးပေါင်းခြင်းမူလေးတစ်ထစ်ထစ်ပေါင်းသွားမှာပေါ့နော်ဘလို့သွားမလဲဆိုရင်ကျွန်တော်တို့ကမရှိတယ်9ရယ်6ရယ်အဲ့ဒီ9 6ကိုကျွန်တော်တို့ကသုံးနေပေါင်းယူသွားမှာဖြစ်တယ်9 3 6ပေါင်းခြင်းပေါ့ခင်ဗျာเนาะကျွန်တော်တို့ဒီလိုလေး9 3ပေါင်းခြင်းကကျွန်တော်တို့ဒီနေရာမှာဗာရသွားတယ်လေဆိုတော့ကျွန်တော်တို့က9 3 6ပေါင်းခြင်းဒီကျွန်တော်တို့က၄ဆိုပြီးတော့ရရှိပါတယ်ခင်ဗျာ เนาะအဲ့ဒီ၄ဒီပါဗျာထွက်မသိဒီမှာကျွန်တော်လဲထိုက်သူမို့လုံးပိုင်းဆိုပြီးဆင်ရမယ်အဲ့ဒီမှာကျွန်တော်တို့က6 4 6ဆိုပြီးတော့ထွက်တယ်အပေမှာကျွန်တော်တို့ကဒီမှာ၄လုံးပိုင်းကျွန်တော်တို့ဒီမှာလဲထိုက်ပုံစံလေးရရှိတယ်ပေါ့เนาะဒီလိုပုံစံလေးနဲ့ကျွန်တော်မိတ်ဆွေတွေအတွက်ကျွန်တော်ကလဲထိုက်သူမို့လုံးပိုင်းပုံစံကိုလာမယ်ဒီ SN ပိုင်း2025လောက်ကျွန်တော်ကဒီလိုပုံထောက်လျှောက်ထုတ်သွားမှာဖြစ်တယ်ပြီးနောက်တစ်ဆိုင်နောက်ဆိုင်ကလည်းကျွန်တော်ဒီမှာရှိတယ် တုံရရဲ့6ရွေကိုကျော်ဒီမှာသုံးပေါင်းခြင်းမူလေးထပ်ပြီးတော့သွားမှာဖြစ်တယ်။အဲ့ဒါဆိုရင်တုံည36ပေါင်းခြင်း။တုံည36ပေါင်းခြင်းကကျော်ဒီမှာပါရ9ဆိုပြီးရရှိတယ်။အဲ့ဒီကိုကြီးပါပြရထွက်မဲ့တတိမှာအလုံးပိုင်းသုံးပေါင်းလက်ထိုင်လေးဆိုတော့ကျွန်တော်ဒီမှာ9ခွန်8ဆိုပြီးတော့ကျသွားတယ်။အဲ့ဒီမှာကျွန်တော်ကိုလုံးပိုင်းလေးဆင်းသွားတယ်။နော်ကျွန်တော်ဒီပုံစံလေးကရန်ကို ကြောင့်မေးစေရတယ်ချိုးပြထုံမဲ့ site ဖြစ်တယ်ပြီးခဲ့တဲ့ကျွန်တော်တို့ကဒီလေးငါးမလေးဒီ site လေးอ่ะကျွန်တော်တို့အလုံးပိုင်းထောက်ထားတယ်ဗောနော်အလေးပိုင်းထောက်ထားတယ်ပြီးနောက်တစ် site နောက် site ကလည်းကျွန်တော်ဒီမှာရှိတယ်ရှိရဲ့6အဲ့ဒါကိုကျွန်တော်တို့ကသုံးနေဆက်ပြီးတော့ပေါင်းမယ်8 38ပေါင်းခြင်း8 3 8ပေါင်းခြင်းကလည်းကျွန်တော်ဒီမှာပါရတယ်ကိုဆိုပြီးတော့ရရှိတယ်အဲ့ဒီကိုရတယ်ဗျာဖျက်ရမယ်ထွက်မယ်3ဒီမှာကျွန်တော်တို့ကလက်ထိုင်းသုံးမလုံးပိုင်းပဲဆိုတော့ 696အဲ့ဒီမှာကြာသွားတယ်အဲ့ဒီမှာကိုသည်လက်ထိုက်နေရာမှာထပ်ပြီးတော့ယူသွားတယ်နော်ကျော်မေးတွေကြည့်ရတာရှင်းလိမ့်မယ်လို့ထင်တယ်96ပေါင်းချင်းလေးလေးလက်ထိုက်ပါတယ်လုံပိုင်းယူထားတယ်သူည36ပေါင်းချင်းကကိုကိုရခွင်ရှင်းမှာကိုလုံပိုင်းယူထားတယ်838ပေါင်းချင်းကလည်းကို696မှာကိုလုံပိုင်းယူတဲ့ပုံစံကလေးဖြစ်တယ်ခင်ဗျာဟုတ်ပြီနေကျွန်တော်နောက်တစ်ဆက်နောက်ဆက်ကလည်းကျွန်တော်ဒီမှာရှိတယ်တုံညာကို ီမှာရှိတဲ့6နဲ့ဟိုနှလုံးပေါင်းရုပ်တရား3နဲ့ကျွန်တော်တို့ကဆက်ပြီးတော့ပေါင်းမယ်3ည36ပေါင်းခြင်း3ည3ခြင်းကိုပေါင်းခြင်းရတယ်ကျွန်တော်ဒီမှာပါရခုဆိုပြီးတော့ပဲထည့်ရတယ်အဲဒီကိုဒီမှာဖျက်ရမယ်ဒါမှမသိဒီမှာကျွန်တော်တို့ကလဲထိုင်ပုံစံလုံးပိုင်းယူရမှာဆိုတော့698ဆိုပြီးတော့ထွက်တဲ့အကျိန်ပါတယ်အလဲထိုင်900ကိုကျွန်တော်တို့ယူသွားတာ မြင်တွေ့ရပြီဖြစ်တယ်နော်ကိုယ်ကျွန်တော်တို့တစ်ချိန်တစ်ချိန်သုံးအလဲချိန်ကြီးထည့်ယူလာတယ် ဟုတ်ကဲ့အခုလည်းရောတက်၄ကြားတဲ့ဘေးမှာထပ်ပြီးတော့ပေးသလားဆိုတာကြီးကြအောင်ခင်ဗျာအဲ့ဒါရေကျွန်တော်ဒီမှာရှိတယ်၃ရေ၈ရေကိုကျွန်တော်နောက်ထပ်အလက်ထိုင်ပုံစံဖြစ်အောင်၃လေးနဲ့ပေါင်းမယ်၃၃၈၃ပေါင်းရင်6 6နဲ့8နဲ့ပေါင်းရင်ဒီပါရတယ်၄ဆိုပြီးရရှိတယ်အဲ့ဒီလေးဒီပါဖြစ်ရမယ်ထပ်မယ်တတိယမှာကျွန်တော်တို့ကအလက်ထိုင်နေရာကိုပဲထည့်ယူရမယ်လို့ဆို၁၄ ငားမှာပါဖြစ်လေလေးလုံးပိုင်ယူသွားတဲ့ခံမြာကျော်မေစီအမြာရှင်းမဲ့ထင်တယ်လေးဒီလေးလေတိုင်းကိုဒီကိုလုံးပိုင်ကိုဒီကိုလေတိုင်းလုံးပိုင်ကိုဒီလည်းကိုလေတိုင်းလုံးပဲဒီမှာလေးဒီလည်းလုံးပိုင်ဆိုမို့လေတိုင်းဆိုဒီလေးငားမှာကျွန်တော်ကလေးလေတိုင်းကိုရရှိသွားပြီဒါကြောင့်မို့လို့ကျွန်တော်ကဒီအပင်မှာထိစီမှာတနေရာပဲကြားရခြင်းနဲ့ပင်ဒီလေတိုင်းကိုပေးနေတာဖြစ်တဲ့အတွက်ဒီစနေမှာထုတ်ပေးတဲ့ site ဒီကျွန်တော်ကအလဲထိုင်ကိုယူသွားမှာဖြစ်တယ်ခင်ဗျာ ။ဒါကြောင့်မို့လို့ကျွန်တော်တို့เนาะအခုထပ်ပြီးတော့ထုတ်နှုတ်သွားမယ်။ site ကတော့ကျွန်တော်မိတ်ဆွေအတွက်လာမယ်ဒါကျွန်တော်တို့ DSNR 2025မှာထွက်မဲ့ 3D ရဲ့အလဲထိုင်လေးကိုကျွန်တော်ကထုတ်ပေးတော့မှာဖြစ်တယ်။ဟုတ်ကဲ့ဒါလည်းမြင်တွေ့တိုင်းပဲကျောက်ဒီမှာရှိတယ်4ရေ5ရုပ်တရား3နဲ့ဆက်ပေါင်းမယ်။4 3ပေါင်းခြင်း4ပေါင်းခြင်းကတော့ကျွန်တော်ခွန်ခွန်နဲ့9နဲ့ပေါင်းခြင်းတွေပါရတယ်။နှစ်ဆိုပြီးရရှိတယ်။အဲ့ဒီနှစ်ဒီပါဖြစ်ရမယ်။ ထွက်မဲ့တတိယမှာအလဲထိုင်ဆိုပြီးရရှိအောင်ဖြစ်တော့အခုဆိုရင်ကျွန်တော်မိတ်ဆွေတွေမြင်တွေ့တဲ့အတိုင်းပဲနှစ်အလဲထိုင်လေးဆိုပြီးတော့လာမယ်ကျွန်တော်တို့တရဆန္ဒ2025အတွက်ရရှိပြီကျွန်တော်မိတ်ဆွေလည်းကျွန်တော်ဒီကနေ့မှတင်ဆက်ပေးလိုက်တယ်ဒီအလဲထိုင်ဆိုင်ကတော့ကျွန်တော်မိတ်ဆွေတွေအရာကျန်လန်လိမ့်မယ်ထင်တယ်ပြီးရင်တော့ကျွန်တော်မိတ်ဆွေတွေကိုအနေကောင်းတကွက်ရလာအောင်ပေါ့နော်ကျွန်တော်ကနောက်ထပ်နှစ်ဆိုင်နဲ့တွဲပြီးတော့ကျွန်တော်မိတ်ဆွေတွေအတွက် ကျွန်တော်ကကဏ္ဍကောင်းသူတွေကိုရှာဖွေပြီးတော့တက်ဆက်มาဖြစ်တယ်။ဟုတ်ကဲ့အခုဆိုရင်ကျွန်တော်တို့ကနှစ်အလဲထိုင်ဆိုင်လေးပြီးပြီဆိုတော့နောက်ထပ်တစ်ဆိုင်ကိုဆက်ပြီးတော့ကြည့်ကြအောင်ခင်ဗျာ။ဟုတ်ကဲ့အခုဆိုရင်တော့ကျွန်တော်တို့ကဒီမှာဘာနော်ကျွန်တော်တို့ကနှစ်လုံးပိုင်းပုံစံလေးပြီးပြီနောက်ထပ်တစ်ဆိုင်ကိုဆက်ပြီးတော့ကြည့်ကြအောင်ခင်ဗျာ။ အဲ့တော့နောက်ထပ်တစ်စိတ်ကလေကျော်မိတ်ဆွေတွေ့ချင်တော့ကလုံးပိုင်းတွေကိုဝီတီပြီးတော့ပြတ်တာသွားမှာဖြစ်တယ်။ဟုတ်ကဲ့ကျွန်တော်တို့အရင်ဆုံးကျော်မိတ်ဆွေတို့ဗီဒီယိုလေးရှင်းသွားဖြစ်တဲ့အတွက်ကျော်တော်တော်လေးကြည့်ပြအောင်ခင်ဗျာ။ဘယ်လိုသွားမလဲဆိုတော့ကျွန်တော်ဒီမှာရှိရကျွန်တော်က6ရက်9ရက်6ရက်ကိုသွားမယ်။6 9 6ပုံချင်း6 9 6ပုံချင်းကကျွန်တော်တို့ဒီနေရာမှာပါရတယ်။ကျွန်တော်တို့ဒီခွန်ဆိုပြီးတော့ရရှိပါတယ်ခင်ဗျာ။ ဲ့ဒီခုံကိုကျွန်တော်တို့ပါဝါချိန်ပါရတယ်ခွန်ရပါဝါသည်နှစ်ကိုပေးတယ်အဲ့ဒီမှာရထားတဲ့ခွန်သုံးဖုံးနှစ်တီးပါပြရမယ်ထွက်မယ်သတိဒီမှာကျွန်တော်တို့ကလုံးပိုင်းဆိုပြီးတော့ကြာပေးရမယ်အဲ့ဒီမှာကျွန်တော်တို့က6 6ပြီးပါထွက်ထားတယ်ဒီမှာကျွန်တော်တို့က9 9 8ဆိုပြီးကြာထားတယ်အဲ့ဒီမှာကျွန်တော်တို့ကခွန်လုံးပိုင်းလေးကျော်ဒီမှာထိသွားတယ်ဒီပုံစံလေးနဲ့ကျော်မေးဆွေတို့ကျွန်တော်က လာမယ့်တရဆန်လာ2025မှာထွက်မသိရအတွက်လုံမိုင်ကိုတောက်လျှောက်ဒီပုံစံနဲ့ရှာဖွေပြီးတော့အကောင်းဆုံးတစ်ဆက်ပဲပြည်ကျွန်တော်ရထားတဲ့ကျွန်တော်တို့အလဲထိုင်အတွင်နဲ့တွေ့ဆက်ပြီးတော့ကဏ္ဍကောင်ကိုထုံမဲ့ပုံစံနဲ့သွားမှာဖြစ်တယ်။ဟုတ်ကဲ့ပြီးရင်ကျွန်တော်နောက်တစ်ဆက်နောက်ဆက်ရဲ့ကျွန်တော်ဒီမှာရှိတယ်။ကိုရဲ့လေးရဲ့ရှိရဲ့ကိုပေါင်းတယ်။ကိုလေးရှိကိုလေးပေါင်းခြင်းကတော့3 3နဲ့ရှင်းနဲ့ပေါင်းခြင်းဒီပါရလေ။တစ်ကိုကျွန်တော်တို့ကရရှိတယ် အဲ့ဒီတစ်ကိုပါဝါချင်းပါရတည့်ရပါပါလိ6ကိုပေးတယ်အဲ့ဒီ6ဒီတို့မဟုတ်တည်တည်ထွက်မဲ့3ဒီမှာအလုံးပဲဆိုတော့6ခွန်ရှိပြီးထွက်ထားတယ်ကျွန်တော်တို့ဒီမှာ6 6 6ဒီ6လုံးပိုင်းကျွန်တော်တို့ကအခွာဆင်းသွားတယ်เนาะကျွန်တော်တို့ဒီမှာ6 5 6ပေါင်းခြင်းခွန်ခွန်ပါဝါ2 6ခွန်ရှိမှာခွန်လုံးပိုင်း6 4ရှိပေါင်းခြင်းဒီ1ပါဝါ6 6 6မှာ6လုံးပိုင်း ပေးတယ်ပေါ့ခင်ဗျာယူဒီနော်ကျောင်းမေးစေးကြီးရတာရှင်းမဲ့ထင်တယ်ရန်ကုန်ကောင်းလေကျွန်တော်တို့လုံပိုင်ပုံစံဖြစ်တယ်ဒီပုံစံနဲ့တော့လျှောက်လာပြီးတော့ကျွန်တော်မိတ်ဆွေတွေအတည်းနဲ့နေတော့အကောင်းဆုံးဖန်တီမှာဖြစ်တယ်ပြီးရင်လည်းကျွန်တော်နောက်တစ်ဆိုင်နောက်ဆိုင်စီလည်းကျွန်တော်ဒီမှာရှိတယ်6ရေ9ရေ6ရေ6 6ပေါင်းရင်ကိုကျွန်တော်တို့ကထပ်ပြီးတော့ယူလိုက်တယ်6 6 6ပေါင်းရင်3 3နဲ့6နဲ့ပေါင်းရင်ဒီလည်းပါရတယ်9ရရတယ် ကိုကိုပါပါချင်းချင်းသည်လေးကိုပေးပါတယ်ခင်ဗျအဲ့ဒီမှာရရှိထားတဲ့ကိုတို့မဟုတ်လေးသည်ဘာဖြစ်မှာထွန်းမဲ့သတိဒီမှာလုံးပိုင်းဆိုပြီးဆက်ပေးရမှာဆိုတော့၈ကိုရှင်းမှာကိုလုံးပိုင်းထက်ဆင်းသွားတယ်အခုဆိုရင်ကျွန်တော်တို့ကခွန်လုံးပိုင်းမလို့ကိုကိုရှင်းမှာခွန်ဒီမှာ696မှာနော်တ6ပါဝါချိန်ရတာဟို6လုံးပိုင်းပြီးတယ်ကိုတို့မဟုတ်လေးမို့လို့ရှစ်ကိုရှင်းမှာကိုလုံးပိုင်းတောက်လျှောက် ပေးနေပြီဖြစ်တယ်ပေါ့ခင်ဗျာအပေးနေကျွန်တော်နောက်တစ်ဆိုင်နောက်ဆိုင်ဒီလေကျွန်တော်ဒီမှာရှိတယ်ကျွန်တော်က၈ရဲ့9ရဲ့10ရဲ့ကိုပေါင်းတယ်19 10ပေါင်းခြင်း19 10ပေါင်းခြင်းက9 9နဲ့10နဲ့ပေါင်းခြင်းဒီလေပါရတယ်9ဆိုပြီးရရှိတယ်အဲ့ဒီ9ကိုပေါင်းပါချင်းနဲ့ပါရလေ၃ညာဆိုပြီးရရှိတယ်အဲ့ဒီမှာရရှိထားတယ်9 3မဟုတ်3ညာဒီထွက်မဲ့3ဒီမှာလုံးပိုင်းဆိုပြီးဆင်းရမယ်အဲ့ဒီမှာကျွန်တော်19 10ပြီးမှထွက်ထားတယ်10 လေး၅ဆိုပြီးကြာပါတယ်ဒီမှာငါအလုံးပိုင်းပေးသွားတယ်ဒီမှာလေး၈ကို၈မှာ၉အလုံးပိုင်းပေးသွားတယ်အခုဆိုရင်ကျွန်တော်မိတ်ဆွေတွေမြင်တွေ့တဲ့အရန်ကိုလာတယ်ကျွန်တော်တို့ကဒီလုံးပိုင်းလို့ပြောလို့ရတယ်အခုဆိုရင်ကျွန်တော်တို့တစ်ချိန်တစ်ချိန်သုံးချိန်လေးချိန်ကြီးအောင်လာတယ်အခုလာမယ့်၅ချိန်မြောက်အတွက်ကလည်းကျွန်တော်မိတ်ဆွေတွေအကောင်းဆုံးဖြစ်လာလေဦးမယ်လို့ကျွန်တော်ယုံကြည်ပါတယ်ခင်ဗျာโอเคပြီးနောက်တစ်ဆိုင်ဆက်ကြည့်မယ်နောက်ဆိုင်ကတော့ဒါကျွန်တော်မိတ်ဆွေတွေလာမယ့်တာ ျွန်တော်တို့ DSN လောက်ပိုင်း2025မှာထွက်မဲ့ 3D အတွက်လုံပိုင်းပုံစံလေးထပ်ထုတ်တယ်။ဒါဒီလည်းကျွန်တော်ဒီမှာရှိရတယ်။10ရယ်9ရယ်9ရယ်ကိုပေါင်းတယ်။10 95ပေါင်းခြင်းเนาะကျွန်တော်တို့တကူငါပေါင်ခြင်းကလည်းကျွန်တော်ဒီမှာပါရတယ်ငါကိုရရှိတယ်ငါကိုဘာဝချိန်ပါရတယ်တုံညာဆိုပြီးရရှိတယ်အဲ့ဒီမှာရရှိထားတဲ့ကျွန်တော်တို့ငါတို့မဟုတ်တုံညာသည် ထွက်မဲ့သတိတွေပါကျွန်တော်လုံးဝဆိုပြီးဆင်ရမယ်ဒါဆိုရင်ကျွန်တော်မိတ်ဆွေတွေမြစ်တွေ့တိုင်းပဲနှစ်ကကျွန်တော်တို့အလဲထိုင်ဆိုရင်ဒါမဲ့ဆိုရင်ငါးနှစ်သို့မဟုတ်၃ညနဲ့ဒါမှမဟုတ်၂ငါးသို့မဟုတ်၂တုံညဆိုပြီးတော့ကျွန်တော်တို့ဟာရရှိသွားပြီဖြစ်တယ်ပေါ့နော်ဒါပေမဲ့ကြည်ကောင်းကကျွန်တော်တို့ဟာခဏကနှလုံးလုံးတွေ့မကြဘူးကျွန်တော်တို့ဟာတစ်လုံးပဲတွေ့ကြမှာဖြစ်တယ်ဒါကြောင့်မလို့ဒီမှာကတော့ကျွန်တော်တို့ဒါလုံပိုင်ပုံစံကိုယူထားတယ် နော်အခုဆိုရင်ကျွန်တော်မိတ်ဆွေအတွက်အလုံးပိုင်းဒီဆိုင်ကလည်းကြိုက်တူမယ်လို့ထင်တယ်အခုဆိုရင်ကျွန်တော်လာမယ်တရဆန်လာ2025အတွက်လုံးပိုင်းလေးလည်းရပြီအလဲထိုင်လေးလည်းရသွားပြီဖြစ်တယ်ပေါ့နော်ဟုတ်ကဲ့အခုဆိုရင်အကောင်းဆုံးပြီးသွားပြီဆိုတော့နောက်ထပ်တစ်ဆိုင်ကိုကျွန်တော်တို့ကဆက်ပြီးတော့ကြည့်ကြအောင်ခင်ဗျာဟုတ်ကဲ့ဒါကတော့ကျွန်တော်တို့ကပါဝါဆိုင်လို့ပြောလို့ရတယ်ဒါတော့နောက်ခဆိုင်ကနေပြီးတော့လုံးပိုင်းကိုထပ်ထုတ်ပရိုပိုးဇယ်ယူတယ်ဆိုရင်ကျွန်တော်တို့ကဒီမှာရှိတယ်6ရဲ့ 5ရေ6ရေ6 5 6ပုံရှင်ကိုယူတယ်6 5 6ပုံရှင်ကလည်းကျွန်တော်တို့ဒီမှာပါရတယ်ကျွန်တော်တို့ဒီခွန်ဆိုပြီးရရှိတယ်အဲ့ဒီခွန်ကိုနှစ်ခတ်ချိန်နေပါတယ်3ညဆိုပြီးရရှိအဲ့ဒီမှာခွန်သုံးမဟုတ်ဘူး3ညရရှိထားတယ်ခဏနှလုံးသည်ဒါကျွန်တော်မိတ်ဆွေအတွက်ဒါတော့ဒီ6လေး6ပြီးထွက်မဲ့3ဒီမှာကျွန်တော်တို့လုံးပိုင်းပြန်ပြပေးရမှာဆိုတော့6လေး6ပြီးကျွန်တော်တို့ဒီမှာပါထွက်တာကို5 6 ခွန်ရှစ်ထွက်ထားတယ်အဲ့ဒီမှာခွန်လုံးပိုင်းဆိုပြီးဆက်ပြီးတော့ပေးသွားပြန်တယ်ခင်ဗျာကျွန်တော်ကဒီပုံစံနဲ့ပဲတောက်လျှောက်ပေါ့နော်လာမယ်ကျွန်တော်တို့ဒီဆန်လာ2025မှာထွက်မသေးဒီလုံးပိုင်းကိုဒီပုံစံတောက်လျှောက်ထပ်ပြီးတော့ရှာဖွေပေးအောင်မှာဖြစ်တယ်ဒီ site ကြီးလဲကျော်မိတ်ဆွေတွေကြိုက်တူမယ်ထင်တယ်ကျော်မိတ်ဆွေတွေကိုထောက်ကူပြုမယ်ခဏလေးလို့ကျွန်တော်ယုံကြည်ထားတယ်ပြီးရင်တော့ဆန်တော့ဆက်ကလည်းကျွန်တော်ဒီမှာရှိတဲ့6ရယ် ်၄ရက်၉ရက်ကိုပေါင်းတယ်၆လေးပေါင်းခြင်း၃ညာ၃ညာနဲ့၉နဲ့ပေါင်းခြင်းလည်းပါရတယ်၉ကိုရရှိတယ်၉ကိုနှစ်ခတ်ချိန်ပါရတယ်ကျွန်တော်တို့ဒီ6ဆိုပြီးရရှိတယ်အဲ့ဒီမှာ9ခွန်8ပြီးရင်ထွက်တဲ့3ဒီပါဖြစ်လေ6 9 6ဖြစ်တယ်အဲ့ဒီမှာ6ကို9ကိုကျွန်တော်တို့တွဲလိုက်ဒီဆင်းသွားတာမြင်တွေ့ရတယ်နော်6 9ခွန်6 9 6ပေါင်းခွန်9ခတ်3ညာ9ခွန်8မှာခွန်ကတော့လုံးပိုင်း 649ပေါင်းခြင်းကကိုကိုနှက်ခက်6ဒီဒီမှာကျွန်တော်တို့ကတွဲလိုက်ဒီတောက်လျှောက်ပြန်ပေးသွားတာမြင်တွေ့နေရတယ်။အရင်ကထူရချာနေနဲ့ပြီးတယ်စိုက်ဖြစ်တယ်။ဒီနှစ်ဆိုင်မှာကျွန်မိတ်ဆွေတွေပဲဆက်ကအာတာတဲ့စိုက်ကြိုက်ဆုံးဖြစ်တယ်ပေါ့နော်ကျွန်တော်အကျဉ်းပြုခဲ့ပါဦးခင်ဗျာ။ဟုတ်ကဲ့ဦးစိုင်ကျွန်မိတ်ဆွေတွေမြင်တွေ့တိုင်းပဲထူချရတဲ့နောက်ဆက်ကိုဆက်သွားအောင်မယ်။နောက်ဆက်တည်တဲ့ကျွန်တော်ဒီမှာရှိရှိရခွန်ရ6ရောက်ပေါ့နေ8 6 8ခွန်ပေါင်းခြင်းက9 9နဲ့6နဲ့ပေါင်းခြင်းဒီပါရ။ တစ်ခုရရှိတယ်။အဲဒီတစ်ခုနှစ်ခတ်ချင်ရယ်။ရှစ်ဆိုပြီးရရှိတယ်။အဲဒီရှစ်ဒီမှာဖိရမယ်ထွက်မဲ့တတိယဒီမှာကျွန်တော်တို့ကလုံးပိုင်းဆင်းရ696ပြီးပါထွက်လဲမှာ8 9 10ဆင်းသွားတယ်။အဲဒီမှာကျွန်တော်တို့က8အခွာလေးတို့လျှောက်ထပ်ပြီးသွားပြန်တယ်။နော်656ပေါင်းရင်ခွန်ခွန်နှစ်ခတ်သုံးညာခွန်လုံးပိုင်း6လေးကိုပေါင်းရင်9ခုနှစ်ခတ်6 69တွဲလိုက်8ခွန်6ပေါင်းချင်း ဒီနှစ်ခက်ရှိမှရှက်ခွာပုံစံလေးတော့လျှောက်ပေးနေပြီဖြစ်တယ်ဒီနေ့တော့ကျွန်တော်မိတ်ဆွေကျွန်တော်ပြသပေးတာတမှုလည်းထူကြတယ်ရန်ကုန်လည်းကောင်းမွန်တဲ့စိတ်ကလေးတွေလည်းဖြစ်တယ်ပေါ့နော်ပြီးရင်နောက်တစ်စိတ်ဆက်ကြည့်အောင်မယ်နောက်စိတ်ကလည်းကျွန်တော်ဒီမှာရှိတယ်6ရက်9ရက်ရှိ6 9 8ပေါင်းချင်း69ပေါင်းချင်းရင်9 9ရှင်နဲ့ပေါင်းချင်းပါရ3 3ခုနှစ်ခက်ချင်းပါရ9ဆိုပြီးရရှိတယ်အဲ့ဒီမှာရရှိထားတဲ့3တော့မဟုတ် ငါးဒီအထွတ်မဲ့တည်းဒီမှာလုံပိုင်းဆို1 4 5ပြီးခဲ့တဲ့ချက်ထက်အချိန်မှာငါးလုံပိုင်းဆက်ပေးသွားတယ်နော်ဘူးဆိုရင်ကျွန်တော်တို့ကနှစ်ဆိုင်ကပုံစံမတူကြတာလေးရဲ့ရန်ကိုကောင်းမွန်တယ်ခုနရရှိထားတယ်ကျွန်တော်တို့ဒီနှစ်ဆိုင်နဲ့ခဏတွက်ဆက်မယ်ဆိုတော့ထူချက်ချလေးတော့ခဏရရှိလာမှာဖြစ်တယ်ဟုတ်ကဲ့အခုထပ်ပြီးတော့ကျွန်မေးဆွေထုတ်ပေးမယ့်စိုက်ဒီလာမယ်တာကျွန်တော်တို့ဒီရဲ့ဇန်နဝါရီ2025မှာထွက်မယ်ဒီဒီရဲ့နောက်ထပ်အလုံးပိုင်းမှုကိုထုတ်ပေးတော့မှာဖြစ်တယ် ုတ်ကဲ့ဒါဒီလေကျွန်တော်ဒီမှာရှိတယ်ရှိတယ်ကိုရဲ့တီရှစ်ကိုတစ်ပေါင်းချင်းရှစ်ကိုပေါင်းချင်းရခွန်ခွန်နဲ့တင်းနဲ့ပေါင်းချင်းဒီလေပါရရှစ်ကိုရရှိတယ်အဲ့ဒီရှစ်ကိုနှစ်ခတ်ချင်းပါရတစ်ဆိုရရှိတယ်အဲ့ဒီမှာရရှိလိုက်တယ်ကျွန်တော်ကရှစ်သို့မဟုတ်တစ်တီထွက်မဲ့တီဒီမှာလုံပိုက်ဆိုပြီးဆင်းရဘူးဆိုရင်မြင်တွေ့တဲ့အတိုင်းပဲလာမယ့်ကျွန်တော်တို့တရားစင်နာ2025အတွက်ရှစ်လုံပိုင်းတစ်လုံပိုင်းငါးလုံပိုင်းသုံးညလုံပိုင်း နှင်လဲလိုက်ဆိုပြီးတော့ကျွန်တော်တို့ခင်ဗျာရရှိသွားပြီဖြစ်တယ်။ဒီကနေ့အတွက်တော့ကျွန်တော်ကထူရချာနေတယ်။အကောင်းဆုံး site တွေကိုရွေးချယ်ပြီးထုံထုတ်ပေးထားတယ်။ကျော်မိတ်ဆွေတွေအကြိုက်နေတက်လိမ့်မယ်လို့ထင်တယ်။နောက်ရနောက်ရပါတယ်ကျော်မိတ်ဆွေတွေအတွက်။ဒီကနေ့မှတက်ဆက်ပေးလိုက်တဲ့ခဏတဲ့အခါဘေကနန်းကကျော်မိတ်ဆွေတွေအကောင်းဆုံးဆိုတော့ကျွန်တော်ပြန်လည်ပြီးတော့မျှဝေပေးခြင်းနေတယ်။ဒါကြောင့်မို့ဒီကနေ့မှကျွန်တော်တက်ဆက်ပေးလိုက်တယ်။ဒီကနန်းနေတဲ့ဘေကနန်းအကောင်းဆုံးဖြစ်မယ်ဆိုတာလေးကိုကြံပြသခြင်းနဲ့နောက်ရမှတင်မယ်။ဒီ ကနေ့နေ့အကောင်းဆုံးတရားပေးရဆိုတော့တင်မဲ့ဗီဒီယိုလေးထဲကဟိုပေါ့နော်ကျွန်တော်မိတ်ဆွေထပ်ပြီးတော့ကြည့်ရှု channel ဆိုရှင်နဲ့ကြိုးပြီးတော့ဖိုင်တယောက်ကနေရော subscribe ဆိုတဲ့ဆာနဲ့ဒီပြည်နာခေါင်းလောင်းလေးကိုဒီထားရပြီးကျွန်တော်တင်တင်များဗီဒီယိုလေးကိုကြိုးမိတ်ဆွေတွေ channel ပြင်ကြီးထပ်မကြည့်ရှုနိုင်မယ်ဒီကနေ့မှာကြိုးမိတ်ဆွေကျွန်တော်ကတင်ဆက်ပေးထားသည့်လာမယ့်တာတရက်ကျွန်တော်တို့ဆန်တလာပိုင်း2000လေးတာ25မှာထွက်မယ်3ဒီကိုကျွန်တော်ကအကောင်းဆုံးဖန်တီးပေးထားတယ် မြင်တွေ့တိုင်းပဲနှစ်ကတော့ကျွန်တော်တို့ကအလဲထိုင်ဒီမှာက9 3ညသည်တလုံးပါเนาะကျွန်တော်တို့ကဒီမှာ8 10ဆိုပြီးတော့ကျွန်တော်ကနန်းလက်ရှိ9လုံးရရှိထားတယ်เนาะခွေသမားတွေတော့ကြာရင်ခွေလို့ရတယ်ကနန်း9လုံးတော့ဖြစ်တယ်ကနန်းများသွားနိုင်တယ်ကျွန်တော်ကတော့ဒီမှာကနန်းရွေးထုတ်ပေးမယ် အချိန်နည်းလို့ရှိရင်ဒီကနေ့တည်းပဲကနေ့ဆိုထပ်ပြီးတော့ကျွန်တော်ပြောပြပေးအောင်မယ်။ဥပဒေတော့ကျွန်တော်အကြိုက်ဆုံးရွေးထုတ်တာကနေ့လေးကြော်ပေးလို့ဒီမှာပေးလိုက်မယ်။အဲ့ဒါဒီကြော်မေးဆွေတွေအတွက်ကျွန်တော်တို့ကဖတ်မှာကနေ့တော့ကဒီ9နေ့6ဆိုကနေ့တော့ရဲ့နောက်တစ်ခုကတော့9နေ့10ဆိုကနေ့နောက်ထပ်ကျွန်တော်တို့က3ညနေ့6ဆိုကနေ့နဲ့3ည နှစ်တည်ဆိုတဲ့ကဏ္ဍကိုကျွန်တော်ကဏ္ဍလေးခုကိုရွေးထုတ်ပေးတယ်ကဏ္ဍကများခြင်းများကောင်းများလိမ့်မယ်တကယ်လို့ကျွန်မိတ်ဆွေတွေဒီကဏ္ဍလေးခုထည့်အပ်ပေးကဏ္ဍအချိန်ဆုံးပြင်မယ်ဆိုတာလေးကိုလည်းကျွန်တော်ကြံပြုစီခြင်းနဲ့နောက်ရက်မှလည်းဒီကဏ္ဍလေးခုထည့်ကပေးကဏ္ဍကအကောင်းဆုံးစုရဲပူဇော်လေးကိုကျွန်တော်တက်ဆက်ပေးဦးမယ်အဲ့ဒီဝီဒီယိုလေးကိုလည်းဆောင်ရွက်ကြည့်ရှုဖို့လဲကျွန်မိတ်ဆွေတို့တောင်းဆိုခြင်းနဲ့ဒီကနေ့မှာကျွန်မဗီဒီယိုလေးဝင်ရောက်ကြည့်ရှုမိတ်ဆွေအားလုံးလည်းဒီကနေ့လေးနဲ့ဖောက်ပါစီကြောင့်ဆုမကောင်းတောင်းပေးတယ်ကျွန်မဗီဒီယိုလေးဝင်ရောက်ကြည့်ရှုမိတ်ဆွေအားလုံးအားလုံး စိတ်ချမ်းမှခွေချမ်းသာတဲ့ပြည့်စုံပါလေစစ်ပေသွားပြီးယောဂပေးအားလုံးကိုကျော်လွှားပြီးတော့ဒီကနေ့လေးနဲ့ပေါက်ပြီးတော့ကျတော်ဆန္ဒလာပိုင်းအစားလေးမှလှူဒန်းနိုင်ပြီးတော့ကျမ်းမှရှင်လဲတဲ့ဘဝလေးကိုဗန်တီနိုင်ကြပါစေကျောင်းစုမကောင်တောင်းနေတဲ့ပဲကြောက်ဗီဒီယိုလေးကိုကျွန်တော်ဒီလောက်နဲ့ပဲသုံးသက်ခါရည်နာပါတယ်အားလုံးကိုသူပဲကျေးဇူးတင်ပါတယ်ခင်ဗျာ